ရီယယ်မက်ဒရစ်အသင်းရဲ့ပြင်သစ်တိုက်စင်မိုးဘာပေအနေနဲ့ကလပ်ကမ္ဘာဖလားချန်ပီယံဆုရခဲ့ရင်နောက်2025ဘလွန်ဒီယောဆုကိုစိန်ခေါ်နိုင်မှာမဟုတ်ဘူးလို့ပြင်သစ်ကစားသမားဟောင်းမာလူတာကပြောကြားခဲ့ပါတယ်။ ဘာပြေကပြီးခဲ့တဲ့2024-25ရာသီမှာရီးရဲ့အသင်းအတွက်ပြိုင်ပွဲစုံမှာ43ဂိုးသွင်းယူပြီးခြေစွမ်းပြနိုင်ခဲ့ပေမဲ့ဖလားလက်မဲ့ရာသီနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒါကြောင့်စူပလန်အောင်ပွဲတွေရရှိခဲ့ကြတဲ့ PSG တိုက်စစ်ကစားသမားဒမ်မီလီ၊ဘာစီလိုနာတိုက်စစ်ကစားသမားတွေဖြစ်တဲ့ယမားနဲ့ရာဖင်ညာတို့ကိုဘလွန်ဒီယောဆူအတွက်စိန်ခေါ်နိုင်မှာမဟုတ်ဘူးလို့ဘာလူတာကပြောခဲ့တာပါ။မာလူတာကဘာပြေဟာဘလွန်ဒီယောဆူအတွက်အမြဲတမ်းစိန်ခေါ်သူစီးရင်ဝင်ပါတယ်။ ရီးယန်းကလည်းဥရောပအထိပ်သေးတွေကမ္ဘာစဉ်အသင်းတွေကိုရင်ဆိုင်နိုင်စွမ်းရှိပါတယ်။ဒါပေမဲ့လက်ရှိကတော့ဘာပီအနေနဲ့တကူးချင်းထူးချွန်စုတွေအတွက်ပြိုင်ဆိုင်ဖို့အချိန်ကာကောင်းမဟုတ်ဘူးလို့ထင်ပါတယ်။သူ့ရဲ့ရည်မှန်းချက်ကနောက်နှစ်မှမှပိုအားကောင်းလာနိုင်မှာလို့ပြောကြားခဲ့ပါတယ်။ဘာဘီဟာပြီးကလေးရာသီမှာဆူဖလာတွေနဲ့လွဲချော်ခဲ့ရပေမဲ့လာလီဂါဂိုးသွင်းဘရင်စုနဲ့ဥရောပဂိုးသွင်းဘရင်စုတွေကိုတော့ရရှိခဲ့ပါတယ်။